မဖက်ဒီမာရဲ့ဆိုင်ပိတ်ခံလိုက်ရတယ်ဆိုတော့မဖက်ဒီမာကိုချစ်ကြတဲ့သူ့ရဲ့အမျိုးမျိုးအနေနဲ့ကဖန်တွေကအများကြီးပဲဝင်းရံအားပေးကြတယ် Facebook TikTok အားလုံးကိုဘလူးပြန်နေအောင်ဒါဝင်းရံအားပေးကြတယ်ဗျာနော်သူတော်ကနှကောင်းဆောင်မှာတောက်မြင့်မိခဲ့တရရဲ့ဆိုသလိုပဲအခုဆိုရင်ဒါမဖက်ဒီမာရဲ့ FDA အတွက်လူတွေဆိုတဲ့သိန်း80ကိုဒါကူညီပေးမဲ့ညီလေးတယောက်လည်းပေါ်ထွက်လာခဲ့ပြီဗျာနော်မနေ့တုန်းကမဖက်ဒီမာကသူ့ရဲ့အကောင့်ကနေပြီးတော့ဒါတချင်းလေးတစ်ပုတ်နဲ့ဆော့လိုက်တာလေ ဒါဝင်းအပီတဲ့ပြိသက်တွေ fan တွေအများကြီးပဲဗျာနော်။သူကဘလို့လေးစော့လိုက်လဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်။စစ်စဲရမယ်ဘဝကိုတညာလုံးဝအောင်ငိုပြီးမနှက်ဖြန်အတွက်စူးစမ်းရင်ဆိုင်ရမယ်။ဘဝကိုအရှုံးပေးလို့မဖြစ်ဘူးဆိုပြီးတော့သူကတိတော်လေးရိုက်လိုက်တာဗျာနော်။အာတင်ပါဝမ်းနေစရာကျုံလာတိုင်းရှုံးမပိနေတငယ်ချင်းမင်းရောမပြန့်ရှင်းစက်ပါ ုဘဝဆိုတာရှစ်တန်တော့မကြောက်မကြအခက်ခဲများအဲ့ကျတော့သူကအဲ့လိုမျိုးလေးเนาะဆော့လိုက်တယ်ဆော့လိုက်တော့အများကြီးပဲဝင်းရအောင်ပြကြတဲ့သူတွေတက်လာကြတာเนาะအဲ့ကျတော့ဘလိုနေနေဘာပဲဖြစ်ဖြစ်သူတို့အောင်နှကောင်းဆောင်မဆိုသလိုပဲတောင်းမြေမိခဲ့ရလဲတေးရဲပဲဘသူမှဟန်တာလို့နှောက်ရက်လို့တိုက်ခိုက်လို့မကြဘူးเนาะသူကနဲ့သူဘုံတပါနဲ့သူတက်လာတဲ့သူကအဲ့ကျတော့မနေ့ကပဲ ဲ့ဒီသတင်းတက်လာလာချင်းပဲမကြဘူးထိုင်းနိုင်ငံရောက်နေတဲ့ social influencer ညီလေးဟိန်ထုကနေပြီးတော့ဒါသူ့ရဲ့ဒီ FDA အတွက်လိုတယ်ဆိုတဲ့သိန်း80ကိုဒါကုဖတာရှိလို့အဆင်ပြေလို့သုံးညင်လဲကုဖတာအခုကနေကိုလုံနိုင်လုံမလုံနိုင်ဘူးမရှိဘူးဆိုရင်လဲကလေးလေးအတွက်ကသိန်း80ပြန်ပေးစရာမလိုဘူးဒါကလေးလေးအတွက်အခမဲ့ free ပေးတာနောက်ကြတော့ဒီသိန်းနောက်ထပ်90ကကြတော့ဒီလုံခန်းအတွက် ချီးတာချီးပေးတာเนาะဟို free ပေးတာတော့မဟုတ်ဘူးချီးပေးတာနောက်ပြတော့အစင်ပြေမှတလာချင်းတလာချင်းဖဲ့ပြီးတော့ဆက်သွားပေးပါချင်းပေါင်းရောင်းရင်ဆက်သွားပေးပါဆိုပြီးတော့ဒါညီငယ်လေးတယောက်ကဒါပြောဆိုလာခဲ့တာဗျာเนาะတော်တော်လေးဟိုဝမ်းသာအားရစရာပဲเนาะမက်ဖက်ဒီမတဲ့တကယ့်ကိုမူရီတာပွားမိတယ်เนาะအဲ့ကြအဲ့ညီလေးပြောထားလဲကျွန်တော်တို့တစ်ချက်ကြည့်ကြည့်ကြအောင်ကဲအချိန်မောင်းရတဲ့ mathfb မှာတွေ့အောင် u5 ကိုတွေ့ရဆိုလို့ရှိရင်တခါတော့ကျွန်တော်ရှယ်ပေးပါ ီနေ့တွေ့ရတဲ့နေ့မှာပေါ့နော်သူ့ကိုကျွန်တော်ဒီဟိုမှာဗီယာ FDA ကိုခေါ်တဲ့ကျွန်တော်ဒီအဲဘယ်လိုပြောမလဲတရားဝင်ပေါ့နော်တရားဝင်ဒီစိတ်ဆစ်ချက်တွေပါတယ်မရှိလို့ဆိုပြီးတော့သူ့ပေးနာလေးတွေလိုပဲစာထဲမှာရေးဟာတွေ့ပေါ့ကဲအဲ့တော့စာထဲမှာဘယ်လိုရေးဟာလဲဆိုတော့ကျွန်တော်ဒီသိ90ပေးမှာကျွန်တော်ဒီအဲတရားဝင်ရောင်းချဖို့ရမယ်ဆိုလို့ရှိတယ်ကြားရပေါ့နော်အဲ့တော့သူ့မှာသိ90ရှိချင်လဲရှိမယ်မရှိချင်လဲမရှိဘူးအဲ့တော့ကိုရင်းရှိမှာဖြစ်ရှင်ကုညီဖို့ကိုရင်းမှာနှစ်ချက်ရှိတယ်နှစ်ချက်ပါတယ်ဆိုတော့ ကျွန်တော်အဲသူ့ကိုမုတ်ဖို့အနေနဲ့ကကြတော့ကျွန်တော်လက်ရှိသူ30တကယ်ပြီးလို့ဈေးပြောင်းရောင်းရမယ်ဆိုလို့ရှိရင်အဲ့30ကိုအမဖက်ဒီပါပါရှိရဆိုလို့ရှိရင်အစီအပြောင်းပါတော့တကယ်သူကမရှိခဲ့ဘူးဆိုလို့ရှိရင်ကိုဟင်းကသူ့ကိုဒီမွေးလာမယ်ကလေးအတွက်မုတ်ဖို့အနေနဲ့ကိုဟင်းက20 30ဝေးမုတ်ဖို့ပြီးမယ်ကျန်တဲ့90ကိုကြာတော့သူ့မှာရှိရသလိုရှိရသူကိုယ်နဲ့စောက်ပေါ့နော်သူ့မှာမရှိခဲ့ဘူးဆိုလို့ရှိရင်ကိုကင်းကျန်တဲ့90ကိုကိုင်းချီးပေးမယ် ်ကြီးပေးပါတော့80မှာ20ကိုရင်းပို့ပေးမယ်50ကိုရင်းကြီးပေးမယ်အဲ့တော့ तू ကကိုရင်းဘယ်လိုပြတ်ဆက်ရမလဲဆိုတော့တလားတလားကိုအချိန်ပေါင်းရောင်းပြီးတော့အစီအပြေသွားတဲ့အခါအစီအပေါင်းရောင်းပြီးတော့ကျွန်တော်အစီပြေတော့တလားတလားပြတ်ဆက်တော့ရတယ်ဒါကိုရင်းဘုရားမှာလူတယောက်ဘုရားအူဆုံးငွေကိုအဲ့လိုပြတ်ချီးပေးရမယ်เนาะကဲအဲ့တော့ တို့ကလည်းလို့ခုလို့တဲ့ခါကြလို့ရှိရင်ကျွန်တော်တွေကတရားဝင်နဲ့တွားတဲ့ခါကြလို့ရှိရင်ဆောင်းစကန်လေးလို့တယ်ကွန်တက်စီလို့တယ်เนาะအဲ့တော့သူ့မှာအခုချိန်မှာအဲဒီ80ဆိုတဲ့အမောက်ကိုဖြည့်ရှင်းနိုင်တယ်လို့ရှိတာတော့ကိုရင်းရဲ့ profile ကိုမြင်တယ်ကိစ္စမရှိပါဘူးเนาะဖြည့်ရှင်းနိုင်ပြီဆိုလို့ရှိရင်ကိုရဲ့ဒီ profile ကိုမြင်တယ်ဆိုလို့ရှိရင်ကိုရင်းရဲ့ပေလို့เนาะအဲ TikTok လို့ account messenger ကိုအမှဆိုင်ရတာခဲ့ပါဆိုင်ရလာခဲ့ပြီးတော့အမှ block လို့လဲပေါ့ကျွန်တော်ပြောပြပါကျွန်တော်မဟုတ်ခေါ်တော့ကျွန်တော်သိနေစရာတော့အမရဲ့ byte တွေကခလီလို့ဟုတ်ကိုပေးတဲ့နေနဲ့ကျွန်တော်သိနေစေပေးမယ် ဟုတ်ကောအားအမပြဆက်ဆရာမလို့ကျန်တဲ့သိန်း50ကိုကျွန်တော်မော်လီမောင်ချီးပေးမယ်နော်ချီးပေးမယ်အမတလားတလားကိုဈေးပြောင်းတဲ့အခါကျလို့ရှိရင်အမကျွန်တော်နိုင်တော့ပြဆက်သွားနော်အားရီကကိုဟင်းကြီးအားရီပြောချင်မှကြည့်မွေးသေးတဲ့ကလေးလေးကတော့ကိုဝင်နေကဟိုကလုံးဝ lucky baby လေးဖြစ်နေတာဗျာနော်လုံးဝ lucky baby လေးပဲဒီကိုဟင်းဆိုတဲ့သူကကြတော့ထိုင်းနိုင်ငံမှာ social influencer product review တွေလုပ်တယ်နော်ပွက်တက်တွေလုပ်နေတဲ့ညီလေးတယောက်ပဲဗျာနော်အဲကြတော့ခုသူကကုညီမယ်ဆိုတော့ အဲကျွန်တော်အနေနဲ့တော့ကိုကလိုတယ်ဆိုရင်လည်းမဖက်ဒီမအနေနဲ့သူနဲ့ချိတ်ဆက်ပြီးတော့နော်အဲ30ကိုယူပါမလိုဘူးကိုဘာသာနဲ့ကိုကလည်းနဲ့ကိုရဲ့နီးစက်တဲ့သူတွေနဲ့အစင်ပြေတယ်အတူတူချင်းကားစရာယူစရာမလိုဘူးဆိုရင်လည်းမယူနဲ့ပေါ့ဒါမလို့ तू ကမုံဘိုး30ပေးမယ်ဆိုတော့ကလေးလေးအတွက်မုံဘိုး30ဆိုတော့အကယ်၍ကိုဘာသာနဲ့ကိုအစင်ပြေဆိုရင်လည်းကလေးအတွက်30တော့ချိတ်ဆက်ပြီးတော့ယူရန်တိဟောဒါ तू ကပေးတာဟုတ်ဗျာ तू ကသူစေတနာမြတ်တာရှိလို့ ပေးတာဆိုတော့အသိ20တော့ယူလို့ရတယ်နော်အကယ်၍ကိုမှဘာမှအဆင်မပြေဘူးမရှိဘူးဒါလေးကဟိုရလာရောင်းရလာတယ်လေတမင်ဝင်းကြားဆိုင်ရင်းနဲ့နော်ကိုမှပေးဆက်စရာတွေရှိလို့ပေးနေရတာဖတ်မတင်ဘူးဆိုရင်တော့ဒီညီလေးရဲ့အကူအညီကိုလက်ခံပြီးတော့ရယူလိုက်ပါနော်ပြီးတော့ရင်တေချာဆိုင်ခန်းလေးဖွင့်ပါနော်ဖုန်ကြောင်းနေပါတယ်လည်းမလုပ်တော့နဲ့ကိုမှအခြေအနေထားနဲ့အဲထောက်ပံ့ကူညီပေးမဲ့သူတွေလည်းရှိလာပြီဆိုတော့အဲတင့်တော်တဲ့နေရာလေးမှာအဲ့ဥပဒေတရားဘက်မှာပဲ ဆိုင်ကန်းလေးငှားရမ်းပြီးတော့ဖွင့်လိုက်ပါအဲ့ဒီမှာဥပင်ဒရာဘက်ဆိုရင်ဆိုင်ကန်းနေငှားရမ်းတာလေးနေရာအစ်တွေကျွန်တော်တွေ့ရတယ်နော်အဲ့ကျတော့အဲ့ဒီနေရာလေးဒီမှာတွားရောက်ပြီးတော့ဆိုင်ကန်းလေးကိုပိုင်ဆိုင်ကန်းလေးငှားပါနော်ပြီးလို့ရင်ဝန်ထမ်းတွေတခြားစနစ်တကျခေါ်ပါနော်ဝန်ထမ်းတွေဆိုရင်လည်းတူညီဝတ်စုံလေးတွေနဲ့ပေါ့ဗျာဖက်ရှင်လေးတွေကိုဒီတူညီဝတ်စုံလေးတွေကိုရဲ့ဖက်ဒီမာဆိုတဲ့ဒီ logo တစ်စိတ်လေးတွေနဲ့အကြောင်းသွေးတူတဲ့ဒါကိုရဲ့ဆိုင်နာမည်နဲ့အင်ဂျီလီတွေဝတ်ဆင်ပေးထားပါနော်ပြီးလို့ရင်ပီတန်ရိုက်လို့ခေါ်တဲ့မူပိုင်ခွင့်နော် မူပိုင်ခွင့်လျှောက်ထားပါကိုယ့်ရဲ့ဒီဖက်ဒီမာချင်ပေါင်းဆိုပြီးတော့မူပိုင်ခွင့်လျှောက်ထားပါကိုယ့်ရဲ့ product တွေနဲ့ပတ်သက်ပြီးတော့နောက်ကြတော့ဒီခုလိုအပ်တဲ့ FDA FDA ဒီမှာပြုလုပ်ပါစီပင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆက်ဆက်တဲ့အရာတွေအားလုံးခိုင်ခိုင်မာမာလောက်ကရင်နဲ့နော်မဖက်ဒီမာကအောင်မြင်တဲ့ထက်ပုံမပြီးတော့အောင်မြင်လာမှာပါဒါကလည်းအခိုက်အတန့်လေးအခြေအနေကာလတိုလေးတခုပဲဖြစ်သွားတာပါနော်မြင်းနေရလှန်ဆိုင်လို့ဆိုပေမဲ့နော်မြင်းနေလို့တော့လှန်ဆိုင်ခဲ့ကြတာပဲနော် ဘလို့နေနေပါပဲဖြစ်ဖြစ်တောင်ကြီးရင်ဖဝါအောက်လှိုင်းကြီးရင်လေအောက်ကိုယ့်ရဲ့စီမံခန့်ခွဲနိုင်မှုတွေဖုံးတပါးတွေအောက်ကိုရောက်သွားမှာပဲเนาะအဲ့ဒါဘသူတွေဘလို့နောက်ချက်တိုက်ခိုက်ဟန်တားနေပါစေသူတော်ကောင်းကိုနတ်ကောင်းကစောင်းမတယ်တောက်မိမိခဲကတော့တရရဲပဲအဲ့ကြတော့မဖက်ဒီမကြီးဖိုင်ဒီမလို့ကျွန်တော်အပိတ်ကျင်ပါတယ်เนาะအဲ့ကြတော့စိုင်တွေ့လိုအပ်တဲ့เนาะဒီမူပိုင်ခွင့်တွေလည်းလှုပ်ထားပါเนาะ FDA အသီးမပြုတ်တွေလည်းလှုပ်ထားပါเนาะအဲ့ကြတော့ဒီ ကိုယ့်ရဲ့သက်ဆိုင်ရာဆာရဆန်တဲ့နေစီပင်နဲ့ပတ်သက်တဲ့ဆာရဆန်တဲ့နေလည်းပြည့်စုံအောင်ဖက်ဖက်ကနေဒေါင်းစစ်အောင်လှုပ်ထားပါနော်ကိုယ့်ရဲ့ဝန်ထမ်းလေးတွေလည်းတူညီဝတ်ဆောင်လေးတွေဝတ်ခိုင်းပြီးတော့စိုင်တဲ့နဲ့တဖန်ပြန်ပြီးတော့နိုးထားလိုက်ပါအာရင်တဲ့ပုံမူပြီးတော့အောင်မြအောင်လှုပ်ပါလို့ပဲပြောချင်တယ်ကျွန်တော်အမျိုးတွေရောမဖက်ဒီမားနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအကြံဉာဏ်တွေပေးချင်လဲဘယ်လိုအမြင်ဘယ်လိုခံစားချက်တွေရရှိလဲ comment မှာရေးခဲ့ပေးပါဦးဗျာ